ျွန်တော်တို့အားလုံးရှမ်းသာခြင်းရည်လို့ပြောကြပါတယ်။ဒါပေမဲ့ရှမ်းသာတယ်ဆိုတာတကယ်တမ်းဘာကိုဆိုလိုတာလဲ။လာစဉ်လာစားဝင်လာတဲ့ညာဘက်ဧကတ်ထဲထည့်လိုက်တယ်။ဘဘက်ဧကကနေပြန်ထွက်သွားလိုက်နဲ့လာကုန်တိုင်းကိုယ့်ရဲ့လက်စာမကျန်တာဖြစ်နေတော့မှာလား။ကိုယ့်ရဲ့တငယ်ချင်းတွေက ကားတည်ကြီးတွေစီးပြ iPhone model တွေကင်ပြငပယ်လီကိုခဏခဏသွားနေတာတွေမြင်နိုင်ငားရဲ့ဘွားကတော့ ဆိုပြီးတော့တပြင်းချနေတော့ပဲလားဒီနေ့ကျွန်တော်တို့အဲ့ဒီတပြင်းချရတဲ့ဘဝကနေဘယ်လိုရုံထွက်ရမလဲဆိုတာကိုပြောပြပေးပါမယ်ဒါဟာထိပေါက်ဖို့အမွေရဖို့စောင့်နေရတဲ့နိလန်းမဟုတ်ပါဘူးဘယ်သူမှဆိုလိုက်လုံနိုင်တဲ့တကယ်လက်တွေ့ကြတဲ့စနစ်တစ်ခုအကြောင်းကိုပြောပြပေးမှာပါမိတ်ဆွေဟာဖွဲ့ရတယောက်ပဲဖြစ်ဖြစ်တာမန်ဝန်ထမ်းတယောက်ပဲဖြစ်ဖြစ်ဒီကနေ့ကနေစပြီးမိတ်ဆွေရဲ့ငွေကြေးအနာဂတ်ကိုမိတ်ဆွေကိုယ်တိုင် ဖေရှုပ်နိုင်တော်မှာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Randy Sandy ရဲ့ I was teach you to be the risk ဆိုတဲ့စာအုပ်ထဲကအဓိကအချက်ကြီး၅ချက်ကိုမြန်မာပြည်ရဲ့တဘာဝနဲ့ကန့်မြောင်အသေးစိတ်ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာလေးကတော့၁ရှမ်းသာခြင်းဆိုတာမိတ်ဆွေရဲ့အတွက်ဘာအဓိပ္ပာယ်လဲ၂အသေးဖွဲတွေကိုခောက်ထားပြီးအခုပဲစတင်ပါ၃တဖိတ်ဖို့ဖြတ်တာထက် ပိုအရေးကြီးတဲ့မဟာဗျူဟာမြောက်နိုင်ပွဲများလေးမိတ်ဆွေကိုမိတ်ဆွေထပ်ပို့ပြီးစီကန်းရှိသေးမဲ့အလိုလျောက်ငွေကြီးစနစ်ထီတောင်ခြင်းနောက်ဆုံးနံပါတ်5လူတိုင်းအတွက်ရိုးရှင်းပြီးထိရောက်တဲ့ရင်းနှီးမြုပ်နှံမှုပိရမစ်မြေပုံပြီးတော့ DBU ရဲ့အဆုံးမှာတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးလူအများဆုံးသိကျင်ကြမဲ့အကြောင်းအရာလေးတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့ဒီရိုးကို အဆုံးသတ်ကြည့်ရှုပေးပါအောင်ညာနံပါတ်၁ချမ်းသာခြင်းဆိုတာမိစွေအတွက်ဘာတွေပဲလဲပထမအဦးဆုံးနဲ့အရေးကြီးဆုံးတော့အချက်ပါချမ်းသာတာကိုအရင်ဆုံးအသေးဖွယ်ဖွင့်ကြည့်ရအောင်ပါ ကျွန်တော်တို့လူအများစုကချမ်းသာတယ်ဆိုတာကိုတခြားလူတွေရဲ့စံနှုန်းနဲ့တိုင်းထွက်နေကြတယ်အိမ်ကြီးချင်းကဟွန်နာကလစ်တစီစီလို့ကိုလဲလိုက်ဝယ်မှလောဖော်ကန်ဘက်က iPhone 70 Pro မှာကင်လို့ကိုလဲ မဖြစ်မနေလိုက်ကင်မှာ Facebook မှာတွေ့လိုက်ရတဲ့တငယ်ချင်းကဘာခံကိုသွားလေလို့ကိုလည်းမသွားရရင်မျက်နှာငယ်သလိုခံစားရတာတွေဒါဘို keeping at with the joshness လို့ခေါ်ပါတယ်မြမလူပြောရရင်တော့သူများမျက်နှာမငယ်ရအောင်လိုက်လို့ရှင်ပါဗောပြန်လာကမိတ်ဆွေတကယ်ရောအဲ့ဒီ iPhone အစ်စ်ကိုလိုချင်လို့လားမိတ်ဆွေတကယ်ရောအဲ့ဒီခရီးစဉ်ကိုတံမိုးထားလို့လားဒါမှမဟုတ် လူတော်တင့်အောင်လှုပ်ရှင်နေတာလားစာရေးသူကဘာပြောလဲဆိုတော့တတိရှိသွားသုံးဆဲသူဖြစ်ဖို့ပြောထားပါတယ်ဆိုလိုတာကမိတ်ဆွေတကယ်တံမိုးထားတဲ့အရာတွေပေါ်မှာပဲငွေကို မနှမျောတမ်းသုံးဆဲရပါမယ်။ဥပမာမိတ်ဆွေကဟိရီးသွားရတာကိုအယံကြိုက်တယ်။ဒါဟာမိတ်ဆွေရဲ့ဘဝအတွက်အတိပ္ပယ်ရှိသေးတယ်ဆိုပါလို့ဒါဆိုရင်တော့မိတ်ဆွေရဲ့ငွေတွေကိုစုပြီးတစ်နှစ်တစ်ခါငပလီသွားတာ ဒါများမဟုတ်နိုင်ငံခြားခီးစဉ်တခုထွက်တာမျိုးသုံးတင်ပါတယ်။အဲ့ဒီအတွက်မိတ်ဆွေကစိတ်မကောင်းဖြစ်စရာမလိုပါဘူး။ဒါပေမဲ့မိတ်ဆွေခရီးသွားဖို့ဝေစုနိုင်အောင်အရှာမိတ်ဆွေတံမိုးမထားတဲ့အရာတွေကနေဝေကိုပြန်ပြီးဖြတ်တော့ရပါမယ်။ဥပမာမိတ်ဆွေကအပြင်မှာမနေ့တိုင်းလဖေးတောက်ရတာကို စိတ်တံမိုးမထားဘူး။အချင်းအရာတောင့်နေရတယ်ဆိုရင်အဲ့ဒါကိုဖြတ်ပါ။မိတ်ဆွေက brand အသစ်ထွက်တိုင်းအညီ အင်ဂျီအဝယ်စားလိုက်ဝယ်ရတာဝါသနာမပါဘူးဆိုရင်အဲ့ဒီနေရာကငွေတွေကိုလုံးဝဖြတ်တောက်လိုက်ပါဥပမာတစ်ခုပေးပါမယ်မလဆိုတဲ့ကောင်မလေးတယောက်ရှိရဲ့သူကလာခဟာသိမ့်မရတယ်ဒါပေမဲ့သူကတနည်းကို6သိန်းချံသူလာခထက်များတဲ့အိုးတယ်အိတ်ဒါမှမဟုတ်လက်ကင်ရဲ့အကောင်စားတစ်လုံးဝယ်တယ်ဒီလိုကြားလိုက်ရင်အိုးမလကတော့ငွေမစုတတ်ဘူးတုံ့ပြုံးနေတာပဲလို့ထင်ကောင်းထင်စရာပါဒါပေမဲ့ ခဏလေးစောင့်ကြည့်ပါမလာကအဲ့ဒီလက်ကင်ကိုအရန်တံမိုးထားတယ်သူ့အတွက်ဒါကသူ့ရဲ့ဆန်းတာခြင်းပါပဲအဲ့ဒီအိတ်တလုံးဝယ်နိုင်ဖို့မလာက အရှားနေရာတွေမှာအကုန်ဖြတ်ထားတယ်သူကတငယ်ချင်းနဲ့အင်ငမ်းမြလာတယ်ရုံးကိုဘတ်စကားနဲ့ပဲသွားတယ်အပြင်းစားလုံးဝနေပါမစားဘူးဒီတော့သူကသူတကယ်တံမိုးထားရတဲ့အရာပေါ်မှာဝေဝိုးသုံးနိုင်ပြီးကျန်တဲ့အရာတွေပေါ်မှာဖြတ်တောက်ထားတဲ့အတွက် သူဟာငွေရေးကြေးရေးပန်းနိုင်ကိုလည်းမထိခိုက်စေပါဘူးမိတ်ဆွေကိုမိတ်ဆွေ အခုပဲမေးကြည့်ပါမိတ်ဆွေရဲ့အတွက်ရှမ်းသာခြင်းဆိုတာဘာလဲအကျွေးမရှိတာလားမိဘကိုလားစဉ်ပုံမှန်ကတော့နိုင်တာလားကိုပိုင်လုပ်ငန်းလေးတစ်ခုစနိုင်တာလားဒါမှမဟုတ်စိတ်ပီစီမှုမရှိပဲကော်ဖီဆိုင်ကောင်းကောင်းမှာထိုင်နိုင်တာလားအဲ့ဒီမိတ်ဆွေရဲ့ကိုပိုင်အတိတ်ဘယ်ဖွင့်ဆိုချက်ကိုအရင်ဆုံးရှာပါပြီးရင်အဲ့ဒီအရာပေါ်မှာပဲ ဝေကိုသုံးဖို့ဆုံးဖြတ်ပါ။တခြားလူတွေရဲ့ရှမ်းသာခြင်းစံနှုန်းတွေကိုလိုက်မိဖို့မကြိုးစားပါနဲ့တော့။နံပါတ်၄အသေးဖွဲတွေကို ခောက်ထားပြီးအခုပဲစတင်ပါ။ကျွန်တော်တို့တွေမှာအကျင့်ဆိုတစ်ခုရှိပါတယ်။အစင်သည့်ဖြစ်မှ လုံးမယ်ဆိုတဲ့အကျင့်မှာလာကနေနေပိုကောင်းတဲ့အလုံးရမှစုမယ်။အကျွေးတွေအားလုံးကြီးမှယင်းနည်းမြုံနှံမှုစားလို့မယ်။ဒီစီဝါရဲ့အရှင်ကြီးမှမှဘာမှ လုံးလုံးမဖြစ်သေးပါဘူး။ဒီလို စောင့်နေရင်မိတ်ဆွေဘယ်တော့မှစပြစ်မှာမဟုတ်ပါဘူး။ငွေစုဖို့ရှမ်းသာဖို့အကောင်းဆုံးအချိန်ကလွန်ခဲ့တဲ့ဇယ်နေကပါ။ဒုတိယအကောင်းဆုံးအချိန်ကတော့ဒီနေ့ပါအခုပါပဲ။ဘာလို့လဲဆိုတော့ common interest အတိုးပေါ်အတိုးဆင်းဆိုတဲ့ဤပညာရှိပါတယ်။ဥပမာမိတ်ဆွေကတလားကိုတထောင်ချက်ပဲစုရဆိုပါစို့တထောင်ချက်တည်းနဲ့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးကွာလို့မိတ်ဆွေထင်လိုက်ပါမယ်။ဒါပေမဲ့မိတ်ဆွေက အဲ့ဒီတံတားကိုနှစ်စဉ်တန်းပါဆန်အတိုးရတဲ့နေရာတစ်ခုမှာ ဥပမာဗန်းဒါမှမဟုတ်ရွှေစုထားတယ်ဆိုပါစို့တနေ့ကိုမိတ်ဆွေစုတာကတသိန်းနှစ်တောင်း၁၀နှစ်ဆိုရင်သိန်း၁၂သိန်းပါအဲ့ဒါကမိတ်ဆွေစုရဲ့ပတ်စံပဲရှိပါသေးရဲ့အတိုးကဘယ်လောက်ရမလဲ၁၀နှစ်ကြာတဲ့အခါမိတ်ဆွေရဲ့သိန်း၁၂သိန်းကအတိုးပေါ်အတိုးစင်ရင်သိန်း၂၀လောက်ဖြစ်နေနိုင်ပါတယ်အနည်း၂၀ဆိုရင်မိတ်ဆွေစုတာက 24တိသိန်း90ကျော်ဖြစ်လာနိုင်ပါတယ်။ဒါဟာမိတ်ဆွေတလားကိုတပေါင်းနဲ့စုယုံနဲ့ရနိုင်တဲ့ပမာဏပါ။အရေကကစောစောစတင်မှုပါပဲ။နောက်တစ်ချက်က85 solution ဖြစ်ပါတယ်။လူတွေက အကောင်းဆုံးဝေစုစာအုပ်ကိုလိုက်ရှာတယ်။အတိုးအများဆုံးပြီးတဲ့ဘဏ်ကိုလိုက်မိတယ်။အကောင်းဆုံးယင်းနှမြုံညာမှုနီလန်းကို Facebook ပေါ်မှာရှာတယ်။အဆက်လက်တွေများလုံးပြီးနောက်ဆုံးတော့ ဘယ်ဟာကအကောင်းဆုံးမှမသိတော့ဘူးဆိုဘာမှလုပ်ပြမှာမဟုတ်ပါဘူးစာရေးသူက ပြောထားပါတယ်တရားရဂိုင်းတော့ပြေဆုံးတဲ့ဆုံးဖြတ်ချက်ကိုရှာဖို့ကြိုးစားရင်ဘာမှမလုပ်တာထက်85ရာဂိုင်းတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုပဲရှာပြီးအခုပဲစတင်လှုပ်ဆောင်လိုက်တာကအများကြီးခုဖို့အောင်ပါတယ်မိတ်ဆွေက အတူတော့အမြင့်ဆုံးဘန်ကိုလိုက်ရှာနေတာရက်လိုက်ပါ အခုပဲမိတ်ဆွေရဲ့ဖုန်းထဲကမိုဘိုင်းဘန်ကင်းအက်ကိုဖွင့် saving account တစ်ခုကိုဝင်လိုက်ပါ ပြီးရင်အဲ့တဲ့ကိုတထောင်ဖြစ်ဖြစ်ငါးထောင်ဖြစ်ဖြစ်စတင်လွှဲထည့်လိုက်ပါဒါဟာ85ရာခိုင်နှုန်းမှန်တဲ့လုံရပါပဲပြည်ပြေဆောင်ခြင်းမှာပြည်ပြေဆောင်ပါမယ်ဒါပေမဲ့မိတ်ဆွေစားလိုက်ပါပြီစာတော်ကဝေပမာဏနေတာက အာသာချက်ပါပဲမိတ်ဆွေကတလတထောင်နဲ့စုတဲ့အကျင့်ကိုမွေးမြူတာဒီအကျင့်ကအရေးကြီးဆုံးပါပဲတလတထောင်ကို3လလောက်ပုံမှန်စုပြီးသွားပြီဆိုရင်တလတသိန်းစုရတာ မခက်တော့ပါဘူးတလားတသိန်းစုနိုင်ရင်၁၀သိန်းစုနိုင်ဖို့လမ်းစားနေလာပါပြီရွှေတကုံဖျားကိုတက်ဖူးခြင်းရင် ပထမဦးဆုံးသိကတိကိုအရင်ဆုံးနင်းရပါမယ်နံပါတ်3လက်ဖက်ရည်ဘိုးဖြတ်တာအထက်ပိုးရေးကြီးတဲ့မဟာဗျူဟာမြောက်နီလန်များဒါကကျွန်တော်အရင်သဘောကျတဲ့အဆက်တွေပါ financial guru တော်တော်များများကဘာပြောလဲဆိုတော့မရှမ်းတရင်လက်ဖက်ရည်မတောင်းနဲ့အပြင်မှာ coffee မတောင်းနဲ့ ဈေးသွားရင်ဈေးစစ်ပါဒါတွေကအတေးအဖွဲဆုံးဖြတ်ချက်တွေပါဟုတ်တယ်မိတ်ဆွေတနည်းကို900ဒံလဖေးမတော့ဖဲစုရင်တလတစ်တောင်ဝဲတနည်းကို3800ပဲရမှာဒါကောင်းပါတယ်ဒါပေမဲ့ဒီလို အသေးပွဲလေးတွေကြီးပဲလိုင်းစုနေရတာကမိတ်ဆွေကို စိတ်ပင်ပန်းစေပါတယ်ငါကွာလဖေးတောင်မတော့ရတဲ့ဘဝဆိုပြီးကိုကိုကို အပြစ်တင်စိတ်ညစ်နေရပါမယ်စာရေးသူကအဲ့လိုမပြောပါဘူးသူက မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တွေအောင်ဝဲကြီးတွေကိုပဲအာယုံဆိုင်ခိုင်းတာပါမဲဆွေကအဲ့ဒီအောင်ဝဲကြီးငါးခုလျှောက်ဖူးလောက်ကိုမှန်အောင် လုံးလံရင်မဲဆွေကြိုက်တဲ့လောက်လက်ဖေးရတော့လို့ရပါတယ်အောင်ဝဲကြီးရေဆိုတာကပါရတယ်တမဲဆွေရဲ့အကျွေးတွေကို ရှင်းထုတ်ခြင်းအတူတစ်ဖြစ်အတိုးများတဲ့အကျွေးတွေပါမဲဆွေကတလဆယ်ရာခိုင်နှုန်းအတိုးပေးနေရတဲ့အကျွေးရှိရင်မဲဆွေဘလောက်ပဲစုစုအဲ့ဒီအတိုးက မိတ်ဆွေရဲ့စုံဝေးကို ပြန်စားပါမှာပဲဒါကို အရင်ဆုံးရှင်းပြပါ နှစ်မိတ်ဆွေရဲ့ငွေကြေးစနစ်ကို အလိုလျောက်ဖြစ်အောင်လှုပ်ဆောင်ပါဒါကိုအချက်လေးမှာအသေးစိတ်ပြောပြပေးပါမယ်ဒါကတခါလေလှုပ်ယုံနဲ့တတလုံးအကျိုးရှိစေမဲ့အရာပါ၃မိတ်ဆွေရဲ့လာစားဖို့တိုးအောင်ညှိနှိုင်းပါဒါကမြန်မာနိုင်ငံမှာနည်းနည်းခက်ခဲနိုင်ပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူးမိတ်ဆွေရဲ့အရေးတင်းကိုမြင့်တင်ပါ ကုမ္ပဏီအတွက်မိတ်ဆွေဘလောက်အရေးပါကြောင်းပြပါပြီးရင်လာစာတူတောင်မှာတလားကို9000ပဲတူရတယ်ဆိုနော်ဒါဟာတနစ်ကို6သိန်းဝင်ဝေတိုးသွားတာပါလဗိဘူဖြတ်တာထက်အစပေါင်းများစွာ ပို့ပြီးထီရောက်ပါတယ်နံပါတ်၄ဝင်ဝေလမ်းကြောင်းအစ်စ်တစ်ခုခံလီပါ မိတ်ဆွေရဲ့အဓိကအလုပ်အပြင်မိတ်ဆွေကျွမ်းကျင်တဲ့အရာနဲ့ဖတ်ဆန်ရှာပါအွန်လိုင်းမှာပစ္စည်းရောင်းတာဘာသာပြန်လုပ်တာစည်ရင်းကန်ပေးတာ ပဲရမှာတင်တန်းဖို့ရှာတာကလကိုတသိန်းလောက်ပုံဝင်လာရင်ဒါဟာကြီးမားတဲ့အရာပါပဲငါအရေးပေါ်ရမုံငွေခါရှိခြင်းဒါကအရန်ကိုအရေးကြီးပါတယ်ရုပ်တရက်အလုပ်ပြုတ်သွားတာမိသားစုထဲမှာတရားရောက်နေမကောင်းဖြစ်တာမျိုးတွေကြုံလာတဲ့အခါမိတ်ဆွေစုထားတဲ့ပတ်စံတွေရင်းနှီးမြှုပ်နှံထားတာတွေကိုပြန်ထုတ်သုံးစရာမလိုတော့ပါဘူးအနည်းဆုံးမိတ်ဆွေရဲ့၃လစာ၆လစာကိုအရေးပေါ်ရမုံငွေအဖြစ် ဒီတန်ဆူထားပါ။ရှောက်မလိုအပ်တဲ့လားစင်ကြီးတွေကိုရှက်တော့ရှင်။ Netflix, Spotify, Gemma မှာရှစ်တွေမိတ်ဆွေတကယ်အသုံးပြရလား။တလားတခါနှစ်ခါလောက်ပဲကြီးပြစ်တာဆိုရှက်တော့လိုက်ပါ။ခွန်မိတ်ဆွေတကယ်တက်နိုင်တဲ့အိမ်တကယ်တက်နိုင်တဲ့ကားကိုပဲဝယ်ယူပါ။လူတွေကဝင်ငွေရဲ့90ရာခိုင်နှုန်း60ရာခိုင်နှုန်းကိုအိမ်သားကဒါမှမဟုတ်ကားဆိုင်ရဲ့အရေးကြအတွက်သုံးနေကြပါလေ။ ဒါဟာမိတ်ဆွေကိုငိုဝဲတည်စေတဲ့အတ္တိကအချက်တွေပါပဲ။ကဲဒီအရေးကြီးတဲ့အရာတွေကိုဒါအာရုံစိုက်လိုက်ပါ။ဒီအရာတွေကမိတ်ဆွေရဲ့ငွေကြေးအရှင်တွေကိုတိတိတားစားပြောင်းလဲစေမှာပါ။ဒီလိုလုံနိုင်ပြီဆိုရင်တော့မိတ်ဆွေကြိုက်တဲ့၃နောက်နံကော်ဖီကို စိတ်လိပ်ပြတန်တန်နဲ့တောက်လို့ရပါပြီ။နံပါတ်၄မိတ်ဆွေကိုမိတ်ဆွေထပ်ပို့ပြီးစီကန်းရှိစေမယ့်အလိုလျောက်ငွေကြေးစနစ်ဒါဟာ ဒီနေ့ဗီဒီယိုရဲ့အဓိကအချက်ပါပဲ လူသားတွေဟာဆရာထက်တန်မှုနဲ့စီကံပေါ်မှာ အမြဲတမ်းအားကိုးလို့မရပါဘူးဒီလလာကထုတ်တော့မားရဲ့ဒီလတော့တကယ်စုမယ်ကွာလို့ဆုံးဖြတ်လိုက်တယ်။နားလေလောက်ရောက်တော့တငယ်ကြီးကအသေးထော်တဲ့ဖက်နယ်လေးပြတယ်။အင်းဒီတခါတော့သုံးလိုက်အောင်မယ်။နောက်လာမှပဲစုတော့မယ်။ဒီလိုနဲ့ပဲလာတွေနှစ်တွေပုံဆုံးသွားပါတယ်။ကျွန်တော်တို့ရဲ့စိတ်ကို အာမကိုမရပါဘူး။ စေကပြောညံ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ကစနစ်တစ်ခုကိုတည်ဆောက်ရပါမယ်မိတ်ဆွေရဲ့စိတ်ပြောညံ့သွားတဲ့အချိန်မှာတော့ဒီစနစ်ကမိတ်ဆွေကိုစားငွေတွေကိုစုပြီးရင်းနှီးမြှုပ်နှံပေးပါပါဒါကိုတတိရှိသွားသုံးဆဲခြင်းလို့ခေါ်ပါတယ်ဒါကိုအလိုလျောက်ဖြစ်အောင်လုပ်ရပါမယ်ဘယ်လိုလုပ်ရမှာလဲအစင်တမိတ်ဆွေရဲ့ဝင်ဝေထွက်ငွေကိုတည်အောင်အရင်လုပ်ပါတလားလောက်အချိန်ယူပြီးမိတ်ဆွေရဲ့ငွေ ဘလောက်ထွန့်ဝေဘလောက်ဆိုတာတိတိကျကျရှာသေးပါ စားတာသွားတာဘေးအလုံးဝေးအကုန်လုံးပါပဲနံပါတ်1မိတ်ဆွေရဲ့ဝင်ဝေကို ပုံလေးပုံနဲ့ခွဲထည့်ပါစာရေးသူကမိတ်ဆွေရဲ့လာစာကိုတရားရိုင်းလုံးလို့သတ်မှတ်ပြီးအောက်ပါအတိုင်းခွဲဝေဖို့အကျံစုထားပါလေပုံ1ပုံ2အသုံးစီ90ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းဒါကမိတ်ဆွေမဖြစ်မနေ သုံးရမယ့်အရာတွေပါ အင်နာကအေရေးကြရေဘိုမီဘိုပုံးဝေအင်တာနက်စားစရိတ်သွာလာစရိတ်မိဘကိုကတော့ငွေအကျွေးဆက်ရမယ့်ပမာဏပုံးနှစ်ရင်းနှီးမြုံနံမှုဆယ်ရာခိုင်နော်ဒါကအနာဂတ်မှာရှမ်းသာဖို့အတွက်ဖယ်ထားရမယ့်ပတ်စံပါရွှေစုတာဖြစ်နိုင်တယ်စတော့ဝယ်တာဖြစ်နိုင်တယ်ကိုယ့်ရဲ့ဆိုင်းဟက်တဲ့လုပ်ငန်းအတွက်အရင်းတည်တာဖြစ်နိုင်တယ်ဒါကိုအကြကြီးမထုတ်ဘူးဆိုတော့စိတ်နဲ့ထားရမှာပါ ပုံနံပါတ်၃စုဝေ900ခိုင်နှုန်း1000ခိုင်နှုန်းဒါကရေတိုလီချီလက်ပန်းနိုင်ကြီးအတွက်စုဆောင်တာပါအရေးပေါ်ရန်မုံဝေဖုံးမသေးဝယ်ဖို့ခရီးသွားဖို့မင်္ဂလာဆောင်ဖို့ကားဆိုင်ကဝယ်ဖို့ပုံနံပါတ်၄အပြည့်ကွင်းစွာသုံးဆွဲငွေ20ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းဒါကမိတ်ဆွေရဲ့ပျော်ရွှင်မှုအတွက်ပါဒီပုံတွေကပတ်စံကိုမိတ်ဆွေပါပဲဝယ်ဝယ်ပါပဲသုံးသုံးလုံးဝ အပြည့်မရှိခံစားစီရမှာပါ ကော်ဖီဆိုင်ခိုင်းတာရုပ်ရှင်ကြည့်တာအဝိစားတက်ဝဲတာတငယ်ချင်းတွေနဲ့ပါတီလုပ်တာဝါစနာအတွက်သုံးတာအလုံတန်းလုပ်တာဒါတွေကိုဒီထဲထည့်နိုင်ပါတယ်ဥပမာတစ်ခုပေးပါမယ်မေဆွေရာကားကားကငါးသိန်းရတယ်ဆိုပါစို့ပုံမှန်အသုံးစိတ်3သိန်းချက်ယင်းနည်းမြောက်နံမူအတွက်9000ချက်စုငွေအတွက်9000ချက်တခြားကိုအသုံးဆောင်အတွက် တသိန်းချက်ဒီလိုမျိုးတတ်မှတ်ပါမယ်အစစ်နံပါတ်3အလိုလျောက်ဖြစ်အောင်လှုံ့ဆောင်ခြင်းဒါကအရေးကြီးဆုံးပါပဲမိတ်ဆွေမဗန်အကောင့်အနည်းဆုံး၃ခုလိုပဲပါမယ်နံပါတ်1လစာဝင်ဖို့ဗန်ကောင့်နံပါတ်2စုဝေးအတွက်ဗန်ကောင့်နံပါတ်3ရင်းနှီးမြှုပ်မှန်မှုအတွက်ဗန်ကောင့်ဆိုပြီး၃ခုလိုပါမယ်လာကဝင်နေဒီမှာမိတ်ဆွေရဲ့လားစာ ဝင်လာပြီဆိုရင်ဒီနေ့ညဒါမှမဟုတ်နောက်တနေ့မနက်မှာဆက်ရှင်လောက်ရမှာကအစိုးကခွဲဖို့တတ်မှတ်ထားတဲ့ပုံလီပုံလေးကိုအစီအစဉ်တကြခွဲဝေရမှာဖြစ်ပါတယ်။ဒါကို ပေးယူပါဆက်ဖက်ကိုကိုကိုအရင်ပေးရှိခြင်းလို့ခေါ်ပါတယ်။အများစုကမလုပ်လဲ။လာခရရင်အရင်ဆုံးတုံးနေစားစီရဲ့အင်္ဂါကပေးရဲ့ပြီးမှလာကုန်ကန်ဒီကြံတလောက်စုတယ်။ဒါကြောင့်ဘယ်တော့မှမစုဖြစ်တာပါ ဒီစနစ်ကပြောင်းပြန်ဖြစ်ပါတယ်။စုငွေနဲ့ရင်းနှီးမြှုပ်နှံငွေကိုအရင်ဆုံးဖယ်ထုတ်လိုက်တယ်။အခုမိတ်ဆွေရဲ့လာစာဝင်လာတဲ့အထက်မှာ၄သိန်းပဲကျန်တော့တယ်။အဲဒီ၄သိန်းထဲကမှမိတ်ဆွေရဲ့ပုံမှန်အသုံးစရဖြစ်တဲ့၃သိန်းကိုအိမ်သားကဖေးဆောင်ဖို့အတွက်သုံးတယ်။အိမ်မှာ၃သိန်းပို့နေသေးတယ်။အဲဒီ၃သိန်းကမိတ်ဆွေရဲ့အထွေထွေအသုံးစရအတွက်ပါပဲ။အဲဒီ၃သိန်းကိုမိတ်ဆွေကြိုက်တယ်လို့အသုံးပြုနိုင်ပါတယ်။ကုန်သွားလဲကိစ္စမရှိပါဘူး။ ။ဘာလို့လဲဆိုတော့မိတ်ဆွေစုရမယ့်ပတ်စံနဲ့ယင်းရမယ့်ပတ်စံကတည်တဲ့နေရာမှာ ရောက်သွားပြီးသားမို့လို့ပါ။ဒီစနစ်ကိုပထမ3လလောက်အသားကျအောင်လုပ်ရတာခက်ခဲနိုင်ပါတယ်။ရှောက်ဆရာကိုင်းနှုံးလောက်နဲ့မလောက်ပါဘူး။ခွန်းဆရာကိုင်းနှုံးလောက်ဖြစ်နေတယ်ဆိုရင်လည်းဖြစ်နေပါစေ။ဒါဆိုအထွေထွေအသုံးစရိတ်ကို20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းလျှော့ရှားရပါမယ်။ဒါကမိတ်ဆွေရဲ့ဘဝနေထိုင်မှုပုံစံပေါ်မူတည်ပြီးရာခိုင်နှုန်းတွေက အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။အဓိကကစွန့်ဝင်တဲ့ယင်းနှမြောင်းညံငွေကိုဒါကရရခြင်းအရင်ဆုံးခွဲထုတ်ဖို့ပါပဲ။ဒါကို automatic bank transfer တွေ square due payment တွေနဲ့လုပ်ထားနိုင်ရင်အကောင်းဆုံးပါပဲ။နံပါတ်5လူတိုင်းအတွက်ယူရှင်ပြီးရှိရောက်တဲ့ယင်းနှမြောင်းညံမှုပိရမစ်မြေပေါ့။ကဲကျွန်တော်တို့ပတ်စံလေးစုပြီးပြီ။အလိုလောက်စနစ်တွေလည်းတိစောက်ပြီးပြီ။အဲ့ဒီယင်းနှမြောင်းညံမှုဆိုတဲ့ ဖုန်းနံပါတ်နှစ်ထဲကပတ်စံကိုဘာဆက်လုပ်ကြမလဲလူတွေကယင်းနှမြုံနံမှုဆိုတာကြားတာနဲ့ရှုပ်ထွေးတယ်ခက်ခဲတယ်ငါနဲ့မဆိုင်ဘူးလို့ထင်ကြပါတယ်စာရေးသူကယင်းနှမြုံနံမှုကိုပရမစ်ပုံစံသုံးတက်နဲ့ရှင်းပြပေးထားပါတယ်အပေါ်ဆုံးအဆင့် level 1တစောင်းချင်း store share တို့မဟုတ်လုပ်ငန်းကိုရွေးချယ်ရင်းနှီးမြှုပ်နှံခြင်းဒါကရန်ကုန် store အချိန်မှာ FM မိုင်းကကောင်းလား MTSA ကကောင်းလားဆိုပြီးကုမ္ပဏီတစ်ခုချင်းစီရဲ့အရှင်တွေကိုတေချာလေးလျက်ပြီးဝယ်ယူတာပါ။ဒါမှမဟုတ်တငယ်ချင်းရဲ့လက်ဖိဆိုင်မှာရှယ်ယာဝင်တာဒါကအမျက်အများဆုံးရနိုင်သလို အရှိုးအများဆုံးလည်းဖြစ်နိုင်ပါတယ်။ဒါကိုလုံးဖို့အရှိအများကြီးပေးရမယ်။ကျွမ်းကျင်မှုအများကြီးလိုအပ်တယ်။ဒါကလူဦးရေရဲ့1%တော့ကပဲလုံးတင်တဲ့အရာပါ။ပိရမစ်ရဲ့အလယ်တက် level 2ရံပုံမှုများ ဒါကကုမ္ပဏီတစ်ခုတည်းကိုမဝယ်ပဲကုမ္ပဏီအစုအဖွဲ့ကိုဝယ်လိုက်တာပါဥပမာရန်ကုန်စတော့အချိန်မှရှိရဲကုမ္ပဏီ၅ခုလုံးကိုနည်းနည်းချင်းစီခွဲဝယ်လိုက်တဲ့သဘောမျိုးမြန်မာမှာတော့ဒါကစိတ်မတွင်ကျယ်သေးပါဘူးဒါက level 1တက်စာရင်စိတ်ချရပါတယ်ကုမ္ပဏီတစ်ခုဒုက္ခရောက်သွားလဲကျန်တဲ့၄ခုကအဆင်ပြေနေရင်မိတ်ဆွေရဲ့ယဉ်ကျေးမြုံနံမှုကတိတ်ပြီးမထိခိုက်ပါဘူး pyramid အောက်ဆုံးအထက် level 3 target date fan တို့မဟုတ်ရိုးရှင်းသောပုံတွေတော့နေနေများ target date fan ဆိုတာကတော့နိုင်ငံသားမှာအသုံးများပါတယ်မိစေက2050မှာအငိမ့်စားယူမယ်ဆိုရင်2050 fan ဆိုတာကို လားစင်ဝဲသွားရုံပါပဲသူတို့ကစံနာအကုန်စီမံပေးတယ်မြန်မာနိုင်ငံနဲ့ကိုင်းကြီးအောင်ပြောရရင်ဒီ level 3ဆိုတာအရိုးရှင်းဆုံးနဲ့အလိုလျောက်အဆန်ဆုံးနိလမှာဥပမာ လားစင်ရွှေစုခြင်း မိတ်ဆွေရဲ့ investment ပုံတွေကမားသောကိုလာစဉ်တရက်နေ့ရောက်တာနဲ့ရွှေတပဲဒါမှမဟုတ်ရွှေတမှုစီဘလောက်ပဲဖြစ်ဖြစ်မျက်စိမိတ်ပြီးသွားဝယ်တာပါဈေးကြတုံးလားဝယ်ဈေးကြတုံးလဲဝယ်ဒါကို dollar cost averaging လို့ခေါ်ပါတယ်နှိရှိလောက်သွားတဲ့အခါမိတ်ဆွေကဈေးနှုန်းအတက်ကျကိုကျန်းများဖြစ်ပြီးအောင်လုပ်ပြီးသားဖြစ်သွားပါပြီနောက်တနည်းကဗန်မှာပုံတည်စုမိထားတာပါဒါကအတိုးလုံးနေပေမဲ့ စိတ်အရှာရဆုံးနန်းစင်ပါပဲ။စာရေးသူနဲ့အရှားပညာရှင်တွေအားလုံးကဘာပြောလဲဆိုတော့လူ69ရာခိုင်နှုန်းအတွက်အဲဒီ level 3နီလန်းက level 1နီလန်းထက်ရေရှည်မှာပိုအကျိုးရှိစေပါတယ်တဲ့။ဘာလို့လဲ level 1မှာမိတ်ဆွေကအချိန်ကုန်ခံခေါင်းစားခံပြီးရွေးဝယ်ရတယ်။စိတ်ဖိစီရတယ်။ဈေးကျသွားမှာရင်တမမနဲ့ညာအိမ်မပြောဘူး။ level 3ကမိတ်ဆွေပါမှာ ခေါင်းစားရမလိုပါဘူး။လာစဉ်ငါးသောင်းဝယ်မိသားဝယ်ပြီးမိသားငါးနှစ်ဆင်းနေကြတဲ့အခါမိတ်ဆွေမှရှူရီအများကြီးစုမင်နေပါပြီ။ဒါကြောင့်ရှုပ်ချုပ်တွေတွေမစင်စားပါနဲ့။ရင်းနှီးမြှုပ်နှံမှုဆိုတာကို မကြောက်ပါနဲ့။မိတ်ဆွေရဲ့ပုံနှစ်ကပန်းစံကိုလာစဉ်ရွှေစုတဲ့အချိန်ကိုပဲအခုလာကစားပြီးလှုပ်လိုက်ပါ။ဒါဟာမိတ်ဆွေရဲ့အနာကရှမ်းသာခြင်းအတွက်အကောင်းဆုံးသောအရှိကအုံမြပါပဲ။ ကဲဒီနေ့ကျွန်တော်တို့အများကြီးပြောခဲ့ပြီးပါပြီအဓိကအချက်တွေကိုပြန်ရှုပ်ကြည့်ရရင်တမိတ်ဆွေရဲ့စမ်းသခြင်းကိုကိုယ်တိုင်အသေးပဲဖွင့်ပါသူများတွေရဲ့စံနှုန်းတွေနောက်ကို မလိုက်ပါနဲ့မိတ်ဆွေတကယ်တမိုးထားတဲ့အရာတွေပေါ်မှာပဲတတိရှိသွားတုံဆွဲပါနေ့85ရာခိုင်နှုန်းကိုတုံပါပြည်ပြည်စုံတဲ့အချိန်ကို မဆောင်ပဲဒီနေ့ပဲနည်းနည်းပဲဖြစ်ဖြစ်စတင်လိုက်ပါတော့အကြီးမားဆုံးသော ကောင်းမွန်တဲ့တရားမှုတွေကိုပဲအာယုံဆိုင်ပါ။လာစာတိုးအောင်လုပ်တာအကျွေးရှင်းတာဝင်းဝေသိရှာတာတွေလက်ဖိတ်ဖို့ဖြတ်တာထက် အစတရားပို့ထရောက်ပါတယ်။လေအလိုလျောက်ငွေကြေးစနစ်ကိုတည်ဆောက်ပါ။မိတ်ဆွေရဲ့လာကားကို ပုံလေးပုံခွဲပြီးစုဆောင်ပါ။ပြီးရင်စုဝင်တဲ့ယင်းနှမြုံနံမှုကို လာကားရရစဉ်အရင်ဆုံးခွဲထုတ်ပါ။ငါယင်းနှမြုံနံမှုကိုရိုးရှင်းအောင်လုပ်ပါ။လူတိုင်းအတွက် အကောင်းဆုံးသောနှီးတန်းကလားစင်ပုံမှန်ရွှေဒါမှမဟုတ်တခြားစုသွားတဲ့နှီးတန်းပါပဲခေါမစားရပဲစမ်းသာလာပါလိမ့်မယ်ဒီဗီဒီယိုကိုကြည့်ပြီးအင်းဟုတ်တော့ဟုတ်သားပဲလို့တွေ့ပြီးဖုံးပိတ်လိုက်ုံနဲ့တော့မဲဆွေရဲ့ဘဝကဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူးအသိပညာကစွမ်းအားမဟုတ်သေးပါဘူးအသိပညာကိုအသုံးချတာကမှတကယ်စွမ်းအားပါဒါကြောင့်ကျွန်တော်မဲဆွေတို့ကိုအင်စာတစ်ခုပေးခြင်းပါတယ် ီဗီဒီယိုကိုပိတ်ပြီးရနဲ့ဆက်ရှင်လိုရမယ့်အရာတခုပါ အကုန်လုံးကိုတပြိုင်တည်းထဲလို့ဖို့မကြိုးစားပါနဲ့အဆက်နံပါတ်2က85ရာခိုင်နှုန်း solution ကိုတတိယပါဒီနေ့တခုပဲလှုပ်ဆောင်ပါတကယ်လို့မိတ်ဆွေမစွန့်ဝေစာအုပ်တည်တတ်မရှိသေးဘူးဆိုရင် အခုပဲဖုန်းလေးကမိုဘိုင်းဘဏ်ကင်အပ်ကိုဖွင့်ပြီးစေဘင်အကောင့်တည်တတ်တခု ဖွင့်လိုက်ပါ9မိနစ်ပဲကြာပါလိမ့်မယ်ပြီးရင်အဲ့ဒီတွေကိုတထောင်ဖြစ်ဖြစ်၅တောင်းဖြစ်ဖြစ် လွှဲထည့်လိုက်ပါဒါကမိတ်ဆွေရဲ့ပထမဦးဆုံးသောအောင်မြင်မှုပါပဲတကယ်လို့မိတ်ဆွေကမိတ်ဆွေရဲ့ငွေဘယ်ရောက်နေမှမသိဘူးဆိုရင်စာအုပ်တအုပ်နဲ့ဘောပင်တစ်ချောင်းယူပြီးပြီးခဲ့တဲ့တစ်ပတ်အတွင်းသုံးခဲ့တာတွေကိုမှတ်မိသလောက်ရှာရေးလိုက်ပါမိတ်ဆွေရဲ့ငွေတွေဘယ်ပုံလဲကိုရောက်နေတယ်ဆိုတာကိုအကြံဉာဏ်ကြည့်လိုက်ပါတကယ်လို့မိတ်ဆွေကကြီးမားတဲ့တရားမှုတွေကိုစတင်ခြင်းရင်မိတ်ဆွေမတုံးပြတော့တဲ့ Netflix အကောင့်ပေါ်အခုပဲ ကန်ဆယ်လုပ်လိုက်ပါ။ဘာပဲဖြစ်ဖြစ်တခုခုကို အခုဆက်ရှင်စတင်လုပ်ဆောင်ပါ။ပြီးရင် DBO ကဲကိုမန့်အောက်မှာ လာရေးပေးပါ။မိတ်ဆွေဘာစားလုပ်လိုက်တယ်ဆိုတာကို လာပြီးမျှဝေပေးပါ။ကျွန်တော်စီပင်အကောင့်ဖွင့်ပြီးပြီ။ကျမဒီလာကန်းစပြီးရွှေငါးသားမိုးစုမယ်။ကျွန်တော်ရဲ့ပုံးလေးပုံးအရှိုးကိုချရေးပေးပြီ။မိတ်ဆွေတို့ရဲ့ကွန်မန့်တွေကတခြားသူတွေအတွက်စားလုပ်ဖို့ခွန်အားဖြစ်စေပါတယ်။ပြီးတော့ကွန်မန့်ထဲမှာ မိတ်ဆွေအတွက်ရှမ်းသာခြင်းဆိုတာဘာလဲဆိုတဲ့အသေးပဲဖွင့်ဆိုချက်ကိုလည်းဝေမျှပေးသွားပါအောင်နော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့မျှဝေပေးခဲ့တဲ့အချက်တွေကမိတ်ဆွေတို့ရဲ့ငွေကြေးဘဝကို အကောင်းဆုံးပြောင်းလဲပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီလိုမျိုးဘဝတိုးတက်ရေးဝေကြီးစီမံခံဝင်မှုဆိုင်ရာအကြောင်းအရာတွေကိုမြန်မာလိုအသေးစိတ်နားလွယ်လဲအောင်ဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့နေဆက် YouTube Channel ကို Subscribe လုပ်ရတဲ့ subscribe လုပ်သွားပေးဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။မိတ်ဆွေတို့အားလုံးတည်ရှိသွားချမ်းသာကြွယ်ဝနိုင်ကြပါစေ။ See you